မင်္ဂလာပါတည်နေမီဒီယာကွန်ရဲ့ NNG တည်နေဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသအတွင်းကသတင်းတွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့စီဆိုင်မျိုးနယ်တဲကတိုက်ပွဲမှာဖမ်းဆီးခံလိုက်ရတဲ့ပို့မြူသားလွတ်မြောက်ရေးတပ်မတော် PNL ကတပ်ဖွဲ့ဝင်9ယောက်ကိုစစ်ကောင်စီတပ်နဲ့ပို့ပီတုစစ်အဖွဲ့ PNO ကပစ်တပ်လိုက်ပါတယ်လာရှုမြို့နယ်ထဲမှာရှမ်းပြည်တပ်မတော် SSPP နဲ့ကိုကန်တပ်မတော် MND တို့အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးသေဆုံးမှုတွေရှိနေပါတယ်စစ်ကောင်စီကဂျွန်လကုံအထိအပြစ်ရကြောင်းကြေညာလိုက်ပါတယ် ရုရှားအတွင်းမိုင်းရှည်တန်းနဲ့မိုင်းထောင်ချီဝေးတဲ့လေတက်အခြေဆိုင်စခန်းတွေနားမှာဘာတွေဖြစ်နေပါသလဲ။ထိုင်းနိုင်ငံမှာဆိုင်ကယ်အုပ်ထုပ်မဆောင်ပဲဆိုင်ကယ်စီးတဲ့လူတွေကိုဖမ်းဆီးတံရိုက်မဲ့အကြောင်းနားဆင်ရဖို့ရှိနေပါတယ်။အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးမှာပါ။ ဒီရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်အဲတဲကဒီအာထီဆောင်ရွာနာမှာဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာဖမ်းဆီးခံလိုက်ရတဲ့ပို့အမျိုးသားလူမျိုးရေးတပ်မတော် PNL ကတပ်ဖွဲ့ဝင်9ယောက်ကို စစ်ကောင်စီတနက်ပို့ပြည်သူ့စစ်အဖွဲ့ PNO PNA ကပြစ်ဒဏ်လိုက်ပါတယ်တိုက်ပွဲဖြစ်ပွားခဲ့တာကတော့အခုနှစ်စမ်းပိုင်းပေါ့နော်ဇန်နဝါရီလ23ရက်နေ့ကဖြစ်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတိုက်ပွဲတွေကလည်း PNL တပ်ဖွဲ့ဝင်9ယောက်ကိုဖမ်းသွားပြီးတဲ့နောက်6ယောက်ကိုတပြိုင်တည်းပြစ် တက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုပြစ်ခတ်တက်ဖြတ်ခဲ့တဲ့ရုပ်တံဖိုင်ကိုရရှိထားတဲ့ PNLA ဘက်ကမေလ31ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ချန်နဲ့တယောက်ကိုတော့တခြားနေရာတစ်ခုမှာညှင်းပန်းနှိပ်ဆက်ပြီးတော့တတ်လိုက်တာဖြစ်ပါတယ်။ဖန်းစည်းခံရတဲ့ဒီစစ်တုံ့ပန်းတွေကိုအခုလိုမျိုးတပ်ဖြတ်နေတာကစစ်ရာဇဝမှုမြောက်တယ်လို့လည်း PNL ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံကပြောပါတယ်။အခုထုတ်ပြန်လိုက်တဲ့ရုပ်တံဖိုင်ဟာ PNL ကဖန်းစည်းရမိထားတဲ့စစ်ကောင်စီတပ်သားတယောက်ရဲ့ဖုန်းထဲကနေတွေ့တာဖြစ်ပြီးတော့စစ်တုံ့ပန်းတွေလည်းတပ်တွေထွက်ဆိုထားတာတွေရှိတယ်လို့ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဒီလာရှုမြို့နယ်တဲမှာရှမ်းပြည်တပ်မတော် SSPP နဲ့ကုကန့်တပ်မတော် MNDAA တို့ကြားမှာတိုက်ပွဲတွေဖြစ်ပြီးတော့တေဆုံးမှုတွေရှိခဲ့တဲ့အကြောင်းကိုဆက်ပြီးပြောပြပါမယ်။လာရှုမြို့နယ်ဟန်နာကြီးရွာအုပ်စုတဲကနားလိုက်ရွာအထွက်မှာဒီရှမ်းပြည်တုတ်တက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP SSA နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြားမှာမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲထဲမှာတော့ဒီ MNDAA ဘက်ကတပ်သား၈ယောက်ကြာ ဆုံးခဲ့တယ်လို့ SSPP ဘက်ကသတင်းထုတ်ပြန်ပါတယ်။ SSPP တပ်ဖွဲ့ကနားလိုင်ရွာအနောက်ဘက်ကိုစစ်ကြောင်းထွက်တဲ့အချိန်မှာဒီ MNDAA တပ်မဟာ611ရဲ့လက်အောက်ခံတပ်ဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့လို့နှစ်ဖက်ကြားမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ပွဲကြောင့်နားလိုက်ရွာသားတွေအပြင်ဟန္နာနဲ့တခြားရွာ၃လေးရွာကရွာသားတွေကလည်းဘီလို့ရကိုထွက်ပြေးတိမ်းရှောင်နေကြပါဗျ။ ဂျွန်လာကုံအတီအပြည့်ရတလထတ်တိုးတယ်လို့စစ်ကောင်စီဘက်ကကြေညာလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲမန်လီတိုင်းတွေကမြို့နှစ်မြို့ကိုလေချောင်းကလည်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်မန်လီတိုင်းတွေကစင်ကူနဲ့တပိတ်ချင်းမြို့နယ်တွေကိုလေချောင်းကလည်းဘုံကျဲခဲ့တာဖြစ်ပါတယ်တရက်ထဲမှာပဲ၃ကြိမ်လေချောင်းကလည်းတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေမှာတော့အရက်သား၃ယောက်ဒဏ်ရာရခဲ့ပြီးတော့စာတင်ကျောင်းနဲ့အိမ်တချို့ထိမှန်ပျက်စီးခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ွဲပြင်ဦးလွင် ပကဖတာဝန်ရှိသူတက်ကပြောပါရယ်ဂျွန်လာတရက်နေ့မနက်မှာဒီတရက်ဦးလီတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးကတပိတ်ချင်းမြို့နယ်တဲက၄မိုင်ကန်တာစတင်ចောင်းကိုပေါင်900ဘုံတီနဲ့ဘုံကျဲကလေးចောင်းဆောင်နှဆောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီနေ့နေ့လယ်2နာရီလောက်မှာတော့ဒီစင်ကူးမြို့နယ်တဲကအနွယ်ယုံနဲ့နတ်တောင်ရွာကိုလေចောင်းကနေထပ်ပြီးတော့ဘုံကျဲကလေးအဆောက်အုံနဲ့အိမ်တွေထိမှန်ပျက်စီးခဲ့ပါတယ် ဒီအဆောက်အုံနဲ့အိမ်တွေထိမှန်ခဲ့တယ်လို့အမျိုးသမီး၃ယောက်လည်းထိမှန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်နဲ့ဝေးတဲ့နေရာတွေမှာနေကြဖို့အပြင် လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်ဘုံခုခြင်းတွေတူးတာတွေလုပ်ကြဖို့လည်းပြည်သူကာကွယ်ရေးအဖွဲ့ပြည်ဦးလင်ခရိုင်ကအတိပေးထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။ းဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြမှာပါရုရှားနိုင်ငံအတွင်းပိုင်းဒီရှေ့တန်းနဲ့မိုင်ထောင်ချီလောက်ဝေးတဲ့လေတပ်အခြေစိုက်စခန်းတွေနားမှာတိတ်တဆိတ်ချထားတဲ့တစ်သားကွန်တိန်နာတွေတပြိုင်တည်းအမိုးတွေပွင့်ထွက်သွားကြပါတယ်အဲ့ဒီတစ်သားကွန်တိန်နာတွေတဲကဒရုန်းတွေထွက်လာပါတယ်အာ fiber optic 3ပေါ့เนาะဒီ FPV အသေးခံ drone တွေကလေတပ်အခြေဆိုင်စခန်း5ခုကို တပြိုင်တည်းဝင် ပြီးတော့တိုက်လိုက်တာပါယူကရိန်းသမ္မတဇယ်လန်စကီ ကိုတိုင်ဦးစီးတဲ့ယူကရိန်းစစ်ထောက်လမ်းရေးရဲ့တနစ်ကျော်အကြပြင်ဆင်ခဲ့တဲ့ဒီ spiders web လို့ခေါ်တဲ့ပင့်ကူအိမ်စစ်စင်ရေးဖြစ်တယ်လို့လည်းယူကရိန်းဘက်ကကြေညာပါတယ်အ ਨੇ ဆုံးတော့ဒီရုရှားရဲ့နျူကလ িয়ার လက်နက်တွေတယ်ဆောင်ပစ်ခတ်နိုင်တဲ့တိုက်ခိုက်ရေးအမြင့်ဆုံးလေယာဉ်တွေအပါအဝင်တိုက်ခိုက်ရေးလေယာဉ်အစီး40ကျော်ပျက်စီးခဲ့တယ်လို့ယူကရိန်းကကြေညာလိုက်ပါတယ်ပျက်စီးသွားတဲ့လေယာဉ်တွေကနျူကလ িয়ার လက်နက်တွေပစ်ခတ်နိုင်တဲ့ဟိုနည်းနည်းပဲကြံတော့တဲ့ရုရှားရဲ့လေယာဉ်တွေ ပါတဲ့အတွက် နျူကလ িয়ার တိုက်စွမ်းရည်ကိုပါကြားသွားစေနိုင်တယ်လို့အကဲခတ်တွေကသုံးသပ်ထားကြပါတယ်။သမ္မတပူတင်ကိုမလိုလားတဲ့သူတွေကတော့ပူတင်တော့ကဘာပြက်ပြီလို့ပြောနေမယ်လို့ထင်ပါတယ်။ဆိုတော့သမ္မတပူတင်ကိုသဘောမကျတဲ့အထဲမှာကျမလည်းပါပါတယ်။ ထိုင်းနိုင်ငံတဲကိုနှစ်ပေါင်း20ကျော်30လောက်ကလေးကရောက်နေကြတယ်မြန်မာနိုင်ငံသားတွေကသူတို့ရောက်ကလေးကထိုင်းမှာနေရင်ဒီဆိုင်ကယ်အုပ်ထုပ်ဆောင်ဖို့လှုံ့ဆော်ဖန်ဆီးမှုတွေရှိတယ်ဆိုတာကိုပြောပြကြပါတယ်အထူးသဖြင့်တော့ဆိုင်ကယ်တွေအများဆုံးသုံးတဲ့ဒီချင်းမိုင်လိုမျိုးတွေမှာပေါ့နော်ဆိုအုပ်ထုပ်မဆောင်မဲနဲ့ဆိုင်ကယ်စီးတဲ့လူတွေကိုဖန်ဆီးထန်ရိုက်တာကလာစဉ်လိုလို ရာသီအလိုက်လိုလိုနှစ်စဉ်နှစ်တိုင်းပေါ့အများရန်တွေ့နေရတဲ့မြင်ကွင်းတစ်ခုလို့လဲဆိုကြပါတယ်ဒါပေမဲ့ ဲ့ထိုင်းရဲတွေကဒီတခါတော့တကယ်ကိုတင်းကျပ်လိုက်ပုံရပါတယ်။ဂျွန်လာတရက်နေ့မင်းရစပြီးတော့ဆိုင်ကယ်မောင်းတဲ့သူတွေအုတ်ထုတ်မဆောင်ရင်ဒဏ်ငွေအားဖြင့်ဗတ်2000ပေါ့နော်။ဟိုကျက်ဆိုလို့ရှိရင်3သိန်းနီးပါးလောက်ရှိနိုင်တယ်။အာပြီးလို့ရှိရင်ဒီအာဆိုင်ကယ် မောင်းတဲ့လူကအုတ်ထုတ်ဆောင်းထားပေမဲ့နောက်ကလိုက်ထိုင်တဲ့လူကအုတ်ထုတ်မဆောင်းထားဘူးဆိုရင်အာတန်ငွေအားဖြင့်ဗတ်၄ထောင်ဆိုတော့မြန်မာငွေကကျက်၅သိန်းခွဲလောက်အထိအာတန်ရိုက်မယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်ဆိုတော့ဆိုင်ကယ်စီးတဲ့မြန်မာနိုင်ငံသားတွေသတိထားနိုင်ဖို့ပါအုတ်ထုတ်မဆောင်လို့တံငွေအပြင်နောက်ဆက်တွဲတွေပါရှိနိုင်တာမို့တတိထားကြဖို့တိုက်တွန်းချင်ပါတယ် အုတ်ထုပ်တွေကလည်းဒီလုံခြုံရေးအတွက် safety ဖြစ်တဲ့စိတ်ချရတဲ့အုတ်ထုပ်မျိုးတွေဖြစ်ဖို့တော့လိုပါလိမ့်မယ်ရှင်။နောက်ဆုံးတစ်ပုတ်ကတော့ဒီ artificial ဒီ intelligent လို့ခေါ်တဲ့ဒီ AI ပေါ့နော်။ AI လို့ခေါ်တဲ့ဉာဏ်ရည်တုနဲ့ပတ်သက်တဲ့သတင်းပါ။ဆိုတော့မကြသေးခင်ကအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဒီတထေးကြီးပေါ့နော် Elon Musk ကအနာဂတ်မှာလူတွေအလုတ်သိမ့်လို့ဆရာမလို့တော့ဘူး။ဒါကိုဉာဏ်ရည်တုတက်ဆင်ထားတဲ့စက်ရုပ်တွေကလှုပ်သွားလိမ့် ်မယ်လို့ပြောခဲ့ပါတယ်။ဒါဟာတစ်ဖက်မှာတိုးတက်မှုလို့ပြောလို့ရတယ်လို့တစ်ဖက်မှာလည်းလူတွေအတွက်တော့အလုတ်လုံခြုံမှုဘိုင်းကိုချိမ့်ချောက်လာနေပါတယ်။2024ခုနှစ်မှာဝန်ထမ်း9000အထက်ရှိတဲ့စက်ရုံတွေရဲ့90ရာခိုင်နှုန်းကျော်မှာ AI အသုံးပြုအလိုလျောက်စနစ်တွေစပြီးတော့တုံးဆွဲနေပြီလို့လေ့လာတွေ့ရှိချက်တွေကဖော်ပြကြပါတယ်။ AI နဲ့ပတ်သက်ရင်လူအများစုကဟိုစိုးရိမ်နေတာဒီကိုလုတ်တဲ့အလုပ်တွေကိုအာ AI ကလူယူသွားမလားဆိုတာပါပဲဆိုတော့အစိတ်ဝင်စားစရာကောင်းတာက AI ရဲ့အလူလျောက် လှုပ်ဆောင်မှုတွေဟာဆင်းရဲတဲ့နိုင်ငံတွေမှာလူ9ယောက်ရဲ့နေရာမှာတယောက်နေရာကို အစားထိုးနိုင်ပြီးတော့ချမ်းသာတဲ့နိုင်ငံတွေမှာတော့လူ3ယောက်မှာတယောက်နေရာကို အစားထိုးနေတယ်လို့ဆိုပါတယ်။နောက်ပြီးတော့ဒီ AI ရဲ့အလိုလျောက်လှုပ်ဆောင်ခြင်းကစီမံခန့်ခွဲမှုအာနောက်ပြီးတော့ဒီစရေးစချီနဲ့ data တွေပေါ့နော်အချက်လက်တွေထည့်သွင်းတဲ့လုပ်ငန်းတွေစတဲ့သဘာဝအဖြစ်တော့ကျွန်တော်တို့အမျိုးသမီးတွေလုပ်နေတဲ့လုပ်ငန်းတွေမှာပို့ပြီးတော့များများဝင်ရောက်လာနေတာဖြစ်ပါတယ်။ ။ဒါကြောင့်အနာဂတ်လုပ်ငန်းခွင်ထဲမှာကြားမအချိုးမှာတော့ဒီမတွေကအမျိုးသမီးတွေရပါတော့။ပို့ပြီးတော့နဲသွားနိုင်တာမျိုး ဖြစ်နေလို့အခုတွေ့ရှိချက်ကအမျိုးသမီးတွေအတွက်တော့ပို့ပြီးတော့စိုးရိမ်စရာဖြစ်လာပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာအစားထိုးခံရနိုင်တဲ့ဒီယာနှုန်းပေါ့နော်အမျိုးသားယာနှုန်းက2023မှာဆိုရင်ယာနှုန်းအဖြစ်2.9ကနေ3.5အထိခံရနိုင်ပါတယ်။အမျိုးသမီးတွေကတော့အစားထိုးခံရနိုင်တဲ့ယာနှုန်းဟာ2023မှာ9.8ယာနှုန်းပဲရှိရကနေ2024မှာတော့9.6ယာနှုန်းအထိမြင့်တက်လာတာဖြစ်ပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်